ဒါကတော့ပိုင်နဂွန်နဲ့စမိုင်းတို့ရဲ့ wedding dinner ကိုသွားနေတာပဲဖြစ်ပါလေ။ဟိုတယ်ရောက်ပြီးတော့ကျွန်တော်တို့ခန်းမတဲ့ကိုဆက်စားခြင်းဝေမာတော့မယ်ခင်ဗျာ။ခန်းမတဲ့ကိုဝင်ဝင်ချင်းမှာပဲပထမဆုံးမြင်ရတဲ့ photo book session ပဲဖြစ်ပါလေ။ photo book ကိုကြော်ပြီးရတဲ့အချိန်မှာအခုလို decoration နဲ့ကိုတောက်ချင်တာတခုခုရွေးပြီးရတဲ့အချိန်မှာတော့အခုတော့ပိုင်နဂွန်နဲ့စမိုင်းနဲ့ photo book ရှေ့မှာထပ်ပြီးတော့တပ်ဖို့ရိုက်လို့ရပါလေ။ဒါကကျွန်တော်ထိုင်မနေရပါပထမဆုံး appetizer အနေနဲ့ spoke salmon နဲ့အတူတူ ထောပတ်ဒီအတုံးနဲ့လှုပ်ထားတဲ့ appetizer လေးကိုပထမဆုံးစားမှာပဲဖြစ်ပါတယ်။ပထမဆုံး menu ပြီးသွားတဲ့အချိန်မှာတော့ menu ကသူ့အချက်ဆုံးပေါက်တဲ့ညိုလေးကိုပခုံးပေါ်မှာတင်ပြီးတော့ထွက်လာပါပြီခင်ဗျာ။ပန်ဒဂွန်အရှိ state စင်ပေါ်ရောက်ပြီးတဲ့အချိန်မှာတော့သူ့ရဲ့သူတို့သမီး smile လေးကထွက်ရှိလာပါတယ်ခင်ဗျာ တော်မိဘတွေနဲ့ဓာတ်ပုံတူတူရိုက်ပြီးတော့တယောက်နဲ့တယောက်ဘောင်းကလေးစကားတွေပြောကြပါတယ်ဇနီးမောင်နှံနေရာ state spin ပေါ်ကနေမဆင်းမိမှာပထမအဦးဆုံး first times ကိုကပြကြပါတယ် ပထမဝတ်ဆုံးပြီးသွားတဲ့အချိန်မှာဒုတိယ soup လေးတစ်ခုကိုလာရောက်ချပေးပါတယ်ဒီ soup လေးကတော့ mushroom soup ကိုမှ truffle base နဲ့ဖြစ်ပါတယ်ဒါကတော့နောက်ဆုံး main dish ပဲဖြစ်ပါတယ် grey lobster ကို garlic butter prawn နဲ့နောက်တခြားအလူတွေအသီးရွက်တွေနဲ့လုပ်ထားတဲ့ dish လေးပဲဖြစ်ပါတယ်ပြီးတော့သူတို့က seafood sauce တွေတခုလည်းပေးပါတယ် အားလုံးပြီးသွားတဲ့အချိန်မှာတော့ dessert အနေနဲ့ chocolate mousse cake လေးကိုချပေးပါတယ်ကျွန်တော် chocolate mousse cake ကိုစားနေရင်းနဲ့မှဒုတိယဝတ်ဆုံးထွက်လာပါပြီခင်ဗျာ ပြောရွှင်အောင်မြင်တဲ့ဘဝကြီးလဲကိုတောင်းသာအတူလက်တွဲပေါက်ဖက်ရှောင်းလန်းနိုင်ပါစေကြောင်းစုမောတာရဲ့1 2 3 cheer ပိုင်ကုန်နဲ့စမိုင်းနှစ်ယောက်နှစ်ပေါင်းတရာတိုင်ကိုချက်တော်တတမီမီတွေနဲ့ပိုင်ကုန်ချက်တဲ့တီလေးတွေနဲ့တူတူဟိုအောင်မင်းအောင်ပေါင်းပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ